ဒီကင်ဂျွန်ဟန်တို့မျိုးသက်အဆက်ဆက်ဟာအဲ့ဘောနော်မြောက်ကိုရီးယားပြည်သူတွေရဲ့ဘဝတွေကိုနင်းချေပြီးတော့သူတို့အာဏာတွေကိုတိဆောက်ထားတာဖြစ်ပါတယ်။အဲ့လိုနိုင်ငံမျိုးနဲ့ဆက်ဆံကျင်တဲ့ဒီဂျပုလိုကောင်ကလည်းသူတို့မှာဘာရွယ်ချက်ရှိလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကိုဘောနော်အဲ့လိုမျိုးပုံစံမျိုးနဲ့လှုပ်လှုပ်ချင်နေတဲ့ပုံစံမျိုးရှိတယ်။ဒီနေ့ကတည်းကမျက်တာလုံးလက်ချင်းနဲ့မတွေ့ ်ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တွေ့ကျွန်တော်မြင်စီစဉ်ကနေပြီးတော့တော်လင်ပြည်သူအားလုံးကိုကြိုဆိုပါတယ်ခင်ဗျာကဲအဲ့တော့ထုံးစံတိုင်းပဲဒီနေ့တော့လူမှုကွန်ရက်ကသတင်းတွေရုပ်သံတွေကိုကျွန်တော်တွေ့ကျွန်တော်မြင်နေပြန်လဲတင်ပြဖို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာကဲအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်စ Okay အဲ့တော့ ဒီအပိုင်းသတင်းတွေကတော့သူ့ဘောက်သူတက်နေရပါအဲထဲမှာမှကျွန်တော်တို့ဒီအပိုင်းမှာလူတွေစိတ်ဝင်စားနေတဲ့အင်တာဗျူးတစ်ခုရှိပါတယ်ဒါပါလဲဆိုတော့ကျွန်တော်တို့အာရခတ်တက်တော် AA ပေါ့နော်အာရခတ်တက်တော် AA ရဲ့ကျွန်တော်တို့ခေါင်းဆောင်ရခိုင်တွေရခိုင်မျိုးသားတွေရဲ့ခေါင်းဆောင်ဘိုးချုပ်ထုံးမြတ်နိုင်ရင်အင်တာဗျူးပါဒါ ARN နဲ့လုပ်တဲ့အင်တာဗျူးအင်တာဗျူးပေါ့နော်ဒီအင်တာဗျူးဆိုရင်တော်တော်လေးကို ဒါလူတွေစိတ်ဝင်စားဖို့ကောင်းပါတယ်အခုဒီအနောက်ပြည်ကနှစ်ပိုင်းပဲရှိသေးတယ်နောက်တစ်ပိုင်းထပ်ထွက်ဖို့ရှိသေးတယ်ပေါ့နော်နောက်တစ်ပိုင်းကပါတနင်္ဂနွေနေ့လာပြီထပ်ထွက်အောင်ပါနှစ်ပိုင်းလုံးကတော့ဗိုလ်ချုပ်ပြောသွားတဲ့စကားတွေကတကယ်ကိုကောင်းတယ်ဒီနေ့ဆို area အာဟိုတင်နေပါတော့မနေ့ကမနေ့ကတော့ area တင်နေအပိုင်းလေးပါဆိုရင်ခေါင်းစိတ်တက်ထားရလေးဆိုအဲကျွန်တော်တော်တော်လေးသဘောကျတယ်ပေါ့နော်တပုံဆိုတာအနာကဲအစိုးရပဲအဲ့တော့ဟို ဒါ तू อ่ะအဲအဲအเจ้าရောက်ဘယ်ဘယ်ဒါပြောတဲ့အချိန်မှာထည့်ပြီးတော့ပြောလဲဆိုတော့အဒီအိန္ဒိယရဲ့နိုင်ငံနေ investment လောက်တာတွေအဲမှာတရုတ်တို့အိန္ဒိယတို့နဲ့ပတ်သက်တဲ့အเจ้าရောက်ကိုအမေးတဲ့အချိန်မှာသူကအဲအเจ้าရောက်လေးကိုထည့်ပြောပြတာဒီထဲမှာအဘူဂျုတ်ပြောသွားတဲ့အထဲမှာအပိုင်းညာတော့အများကြီးပေါ့နော်ကျွန်တော်ဒီနေ့ဖွင့်ပြမှာတော့တပိုင်းအထဲမှာမှသူထူးခြားလေးပြောသွားဆိုတာဆီးရီးယားရဲ့ဘောနော်အာဆက်အစိုးရဖြစ်ပေါ်သွားခဲ့တဲ့အเจ้าရောက်ကို ာတော်တော်လေးကိုထည့်ပြောရတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့လက်ရှိလဲစက်ကောင်စီကသူ့လို့သူ့လုံနေတယ်သူ့ဘာသူဘာဖြစ်နေဗိမဲ့အဆက်အစိုးရတော်မှာဘလို့ဖြစ်သွားလဲဆိုတော့ဥပမာလေးတွေပါသူထည့်ထည့်ပြောရတာကြီးကျွန်တော်တို့တွေ့ရတယ်နောက်ပြီးတော့ NUG နဲ့ပတ်သက်တဲ့အအကြောင်းရတယ်အန်ယူဂျီကဘာကြောင့်ဘောနော်ဟိုဟန်ဖြစ်တာနောက်ပြီးတော့ကျွန်တော်တို့ အာဒီရက်သူသူတို့လုံနေတဲ့ဒီတော်လန်ရေးမှာအာသူတို့တမျိုးသားလည်းမဟုတ်ဘဲနဲ့ဒီမြန်မာနိုင်ငံတစ်ခုလုံးလွတ်မြောက်ရေးကအရန်ကိုအရေးကြီးတယ်ဆိုတဲ့အကြောင်းတွေကိုတော်တော်လေးကိုပြောပါတယ်ဒါမြန်မာနောင်ကဆိုရင်ဟိုတနေ့ကအာသူတို့အာဒီတည်င်းလေးဟိုပါတော့စောင်းမလေးတစ်ပုတ်မှာဆိုဒီဘိုးချုပ်ထွန်းမြတ်နိုင်ဦးပေါ့နော်အာဒီဒီလူလူဟိုပါတော့ရခိုင်ကြီးကခေါင်းဆောင်မဟုတ်နေမဟုတ်ဘူးအာဒီ မြန်မာနိုင်ငံရဲ့ခေါင်းဆောင်အဆင့်ထီကိုတတ်နိုင်တတ်နိုင်မှုအတွက်ခွင့်လန်းတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းတွေပါထည့်သွင်းသုံးသပ်ထားတာတွေကိုအာကျွန်တော်တို့တွေ့ရတယ်အဲ့တော့အာကျွန်တော်စကားတွေအများကြီးပြောတော့အခုလောတဲ့တော့ကျွန်တော်ထောက်ကောက်ထုတ်ထားတဲ့ဗီဒီယိုလေးကိုပဲကျွန်တော်တို့အရင်ဆုံးနားထောင်ကြည့်အောင်โอเคစာသင်ကျောင်းဘုံကျဲတဲ့ကိစ္စတွေကိုကြည့်မယ်ဆိုရင်အဲဥပမာကကျွန်တော်တို့ခန်းစီစစ်ခဏထိုးလိုက်ဒိမီရဲ့အချိန်မှာ ရန်သူရဲ့မိသားစုတွေကလေးတွေမျိုးသမီးတွေပါလာတယ်ကျွန်တော်တို့သူတို့အချုပ်ထဲမှာမထည့်ထားဘူးသူတို့ကသူတို့ရဲ့နေရာနဲ့ထိမ့်သိမ်းထားခဲ့တယ်ပြီးတော့ဒီအမျိုးသမီးတွေရဲ့ကာယအင်္ဂီရေလုံခြုံရေးတွေကအဆပေါ်လေသူတို့ကသူတို့အစင်းစင်းအချုပ်ကျွန်တော်တို့မှလည်းစစ်ဖြစ်ပြီးမှစားရလဲတိတ်များများစားစားရှိတာမဟုတ်ဘူးညပြီးမှစားဖို့ကျွန်တော်တို့ရဲဘော်တွေစားတယ်လို့စားဖို့အဲ့လိုမျိုးသူ့ရဲ့ကလေးတွေကိုဆိုရင်နည်းနည်းပြေးလို့ကစားဖို့တဲ့နေရာတွေကအဆရန်သူရဲ့ကလေးတော့ ကျွန်တော်တို့ ਨੇ အတေလေးတတ်ထားရင်ဒီကလေးတွေတော့ကျွန်တော်တို့ဒါမျိုးထားတယ်ပြီးမှတစ်ခါကဟိုလူသားချင်းစာနာမှုထားတယ်လို့ဒီကလေးတွေကကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်တွေပဲသူတို့အကြောင်းပဲလို့ထားရမလဲဘယ်လိုမနစ်နာအောင်ဘယ်လိုလုပ်မလဲကျွန်တော်တို့အမြဲတမ်းတိုင်ပင်ပြီးမှလုပ်တဲ့နာကိုလုပ်ပေးကြတယ်တချို့ဆိုရင်အမေရောအဖေရောမရှိတော့ဘူးကျွန်တော်တို့သားသမီးအဖြစ်မွေးစားလိုက်တယ်ပြီးမှသူတို့ဒီလိုမျိုးထားထားတဲ့ကလေးတွေလည်းရှိတယ်ဆိုတော့ ဒီစစ်ပွဲမှာသူရဲ့စစ်သားတွေတည်တော်လို့စာတင်ချောင်းကိုလက်တော့ပြန်တယ်ဆိုတော့ဒီလူတွေရဲ့နိုင်ငံချစ်စိတ်ဆိုတဲ့ဟာကဘာလဲဆိုတာကျွန်တော်နားမလည်တော့ဘူး။နောက်ပြီးတော့အဲ့ဒီပေါ်ချုပ်တွေကိုယ်တိုင်ကိုကပဲဒီစစ်ဗလီယန်ရောအရက်သားပြည်သူတွေကိုတတ်ဖို့အကြီးကျယ်ပုံကျဲဖို့အမိန်ပေးခဲ့တဲ့သူတွေမဟုတ်ဘူးလား။ပါတယ်။ပါတယ်။ဒီမောင်တော်မှာဖမ်းနေတဲ့သူရင်ထွန်းလား။ သူဆိုရင်ကဲကိုသူ့ရဲ့တပည့်တွေကိုရရဆက်ဆက်နဲ့အမိန့်ပေးပြီးမှမင်းဒါမလုပ်ရင်တည်တံကြမယ်ငါကိုယ်တိုင်တတ်မယ်ဆိုပြီးမှခိုင်းစေတဲ့လူထဲမှာပါတယ်ဒါမျိုးပုံကိုယ်တွေကြတော့ကျွန်တော်တို့ကဟိုဟိုကြားတွေကိုထိမ့်သိမ့်တယ်လို့မျိုးထိမ့်သိမ့်ရတာပေါ့ဗျာနော်အဲ့ဒီကြားချန်တဲ့အတွက်ကိုယ်ကိုက်မယ်လေသူတော့ကိုယ်လည်းအကိုက်မခံရအောင်တတိထားပြီးထိမ့်ရတာပေါ့သူကအခုချိန်ထိအတန်းရှင်ရရှိသေးတယ်ပေါ့ အဲရှိပါရဲ့ရှိပါရဲ့ဒါပေမဲ့ तू ကကြမ်းပါရဲ့မကောင်းဘူးပဲအဲ तू ကခံမိတဲ့အချိန်မှာအရင်ကြောက်စိတ်တွေဝင်ပြီးမှစီးချိုတွေတအားတက်လာတယ်ကျွန်တော်တို့ကသူ့ပေမေတော့ထင်တာနောက်ကြောင့်ကျွန်တော်တို့သူ့ကိုတကယ် intensive medical care နဲ့အဲကေထားရတဲ့သဘောမျိုး तू ကြောက်စိတ်တွေတအားဝင်တယ်ဘာလို့လဲဆိုတော့ तू လုံထားတဲ့ဟာတွေကအရင်များတယ် yeah right ကဲအဲ့တော့ဒါတော့ဟိုဒီဟို interview ကတော့အာတော်တော်လေး ဟိုဟာနားထောင်လို့လည်းတော်တော်ကောင်းတယ်အဲကျွန်တော်တို့ဒီတော်လန်ရေးကိုစိတ်ဝင်စားသူတွေနိုင်ငံရေးကိုစိတ်ဝင်စားသူတွေအဲကျွန်တော်တို့ဟိုလာဒီ interview လေးကိုတော်တော်လေးနားထောင်နေတယ်ဗိုလ်ချုပ်ပြောသွားတဲ့အထဲမှာအများကြီးပါအခုကျွန်တော်ဒီဖြတ်ထားတဲ့ဒီအပိုင်းလေးကိုပဲကြည့်ကြည့်ဗျာအဒီဘိုင်းမှာဆိုရင်အဓိကဘာလဲအတဖက်ကရန်သူကအနာဂတ်မျိုးဆက်တွေဖြစ်တဲ့ကလေးတွေကိုတံမိုးကလေးတွေလူငယ်တွေကိုတံမိုးမထားတဲ့အချိန်မှာကျွန်တော်တို့ဒီ AA ကအဲဘောတော့တံမိုးထားတယ် တံမိုးထားတယ်ဒီကလေးတွေဆိုတာနိုင်ငံရေးအနာဂတ်တွေဒါခေါင်းဆောင်တွေဖြစ်လာမယ့်သူတွေအဒီလူတွေကိုတံမိုးထားရမယ်ဒီလူတွေကိုဟလာအာသူပြောတယ်သူတို့မှလည်းစားစရာမရှိဘူးဒါပေမဲ့မျှဝေတယ်အာဒါဒီလိုမျိုးအကြောင်းအရာလေရန်နာထောင်လို့ခေါ်တယ်ဒီအင်တာဗျူးကကျွန်တော်တော်တော်လေးသဘောကျတယ်ပေါ့နော်ဒါပြောမယ်ဆိုရင်အင်တာဗျူးတစ်ခုဆိုတာလည်းဖြည့်တတ်ဖို့အများကြီးလိုတယ်ပေါ့နော်ဒါဟိုခေါင်းဆောင်တရားရဲ့စကားပြော ကြွယ်ဝမှုအနာပဲပိုင်းနဲ့ရရှိမှုနာပဲကိုပေးတဲ့ message ကိုတော်တော်နဲ့ထိထိရောက်ပေးနိုင်မှုဒါအဲ့မှာဆိုရင် तू မိခွန်းတွေကိုအကြာကြီးအချိန်ကြီးအများကြီးဆွဲပြီးတော့ဥပမာပေးအဲ့လိုမျိုးခေါ်သွားတာမဟုတ်ဘူး तू ပြောနေတဲ့အကြောင်းအရာတွေထိထိရောက်နေအလိုတိုရှင်တော်တော်ကိုထိထိရောက်နေဖြည့်ွားတယ်ဆိုတော့ကျွန်တော်တော်တော်လေးတွေ့ရတယ်ဟိုတနေ့ရစပြီးတော့ဒီပိုချိုးထွန်းမြတ်နိုင် interview ဆက်တက်လာတဲ့ကျွန်တော်တေချာလေးတော်တော်ကိုနားထောင်ပြတယ်ပေါ့နော်ဒါဒီဒုတိယပိုင်းမှာဆိုလဲ အဲသူပြောရတဲ့အထဲမှာဆိုဒါတူရင်ထုံးနဲ့ပတ်သက်ပြောတာဒါတူရင်ထုံးအားလုံးသိတဲ့အတိုင်းပဲတူရင်ထုံးဒီအာဟိုဘလူတွေထွက်ပြေးပြီးတော့ဘလူတွေမိရယ်ဆိုရယ်အကြောင်းတွေတော်တော်များများဒါအားလုံးလည်းသိပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့တူရင်ထုံးစိရစမှုတွေကျူးလွန်ခဲ့ဒါပေမဲ့သူဟိုဖြစ်တဲ့အချိန်မှာဘာဖြစ်လဲသူဒီအဖမ်းခံရတဲ့အချိန်မှာသူကြောက်တယ်ဘာလို့ကြောက်နေတာလဲဘာလို့ကြောက်လဲတကယ်တမ်းကြောက်မကောင်းမှုတွေလုပ်ခဲ့လို့တပတ်ကနေဘာဖြစ်လို့လဲသူဒီအေတက်တော်နဲ့ရင်ဆိုင်ရတဲ့အချိန်မှာရခိုင်လူမျိုးတွေရိုဟင်ဂျာတွေ အဓာရီကိုဒီလူတွေကအများကြီးကိုတတ်ခဲ့တဲ့သူတွေအဒီတလုံးမှာဆိုရင်ဒါ A ကတော်တော်လေးဟိုပါပြည့်ဒီဘိုးကျောင်းထွန်းမြတ်နိုင်ပြောရအင်တာဗျူးမှာအင်တာဗျူးရရှိတယ်အဲ့တော့အဲ့ဒီမှာဆိုဘာလဲဆိုတော့ကျွန်တော်တို့တချို့ဥစားတွေထုတ်မပြသေးထုတ်ပြရင်ပို့ပြီးတော့ဒီဟောင်းနေနာကုန်လိုက်မယ်ဆိုတဲ့ဥစားမျိုးအများကြီးကိုသူတို့ပြောရတာရှိတယ်နောက်ပြီး A ကဝါရဖြန့်ချီမှုဝါရဖြန့်ချီမှုအပိုင်းဆိုတော့လေသူပေးတဲ့ message တွေကိုလူလူကိုပေးတဲ့အချိန်မှာတော်တော်လေးကိုထိထိရောက်နေပေးနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်တခြားပြည်တွေ A ကတော်တော်လေးထူးထူးခြားခြားအဲ့ဒါတော်တော်ကောင်းတယ် တဆစ်လဲတိုက်တယ်အပွားနေပြီးလူလူကိုစီယုံတဲ့အချိန်မှာလဲတော်တော်လေးစီယုံနိုင်တယ်နောက်ပြီးတော့အခုဆိုလဲဘောကျွန်းထွန်းမြနိုင်တယ်ဒါရခိုင်တွေကိုဝင်ပြီးတော့သူတို့ဝင်ရောက်နေထိုင်ပြီးတော့သူတို့ကြီးကြက်ကွက်ကင်းနေပြီဒီလိုအကြောင်းအရာကြီးအများကြီးရှိအော်ပြောချင်တာကဘာလဲဆိုတော့ဟိုတော့ဒီဘောကျွန်းထွန်းမြနိုင်တို့လို့ခေါင်းဆောင်တွေကျွန်တော်တို့နိုင်ငံမှာရှိနေတာတော်တော်လေးကိုအခုတော်လိုင်းကြီးနဲ့အတူအတော်လည်းဆိုတာဒါသူတို့သူတို့ဒီသူတို့ကတော့ဒါရှေ့မာတွေကလှုပ်လာတဲ့ဥစ္စာပေါ့နော်အဲ့တော့ဒီလိုမျိုးခေါင်းဆောင်တွေ ပေါ်ထွက်လာတယ်ဆိုတာတော်တော်လေးကိုအားရချင်တတ်ဖို့ကောင်းတယ်ပေါ့နော်ဒါပြောရမယ်ဆိုဒါသူတရုတ်နဲ့အိန္ဒိယအပေါ်မှာလဲအဲ့ဒါသူ့အတွက်ကတော့ဟိုစိန်ခေါ်ရဲ့ဟိုဘာလဲစိန်ဟိုစိန်ခေါ်ထားတဲ့သူ့ကိုပြဿနာတွေကတော့အများကြီးပဲဒါအေးမဟုတ်ဒါရခိုင်အရက်ခအစိုးရတစ်ခုလုံးစိန်ခေါ်ထားတဲ့ဥစ္စာတွေကအများကြီးပဲဟိုကရိုဟင်ဂျာပြဿနာရှိတယ်အဲ့ဒါဆို danger ပေါ့နော်အဲ့ဒါဆို danger သူဘယ်လိုကင်တွယ်မလဲဟိုနောက်ပြီးတော့နောက်တစ်ခုကအခုအေးကိုမူရစီဘာကင်ရှာနေတယ် စစ်တပ်ကနေတောက်လျှောက်ဆွဆွဲလာတာရှိတယ်။နောက်ဆုံးဘင်္ဂလားဒေ့ရှ်ကနေတော့မှအေကပါနေတယ်ဆိုပြီးတော့ပြောနေတာရှိတယ်။ဒါကိုတုံ့ပြန်တဲ့အချိန်မှာဟိုဟာဖြစ်တယ်။ဟိုတလောကလည်းဒီရိုဂျာတွေစုလိုက်ပြောလိုက်တတ်ခံရတယ်ဆိုပြီးတော့အဲ့ဒါပြောထားတာရှိတယ်။အဲ့တော့သူတို့မီဒီယာတွေခေါ်ပြီးတော့ပြန်ပြလိုက်တာရှိတယ်။ပြောရမယ်ဆိုသူတို့ဖြည့်ရှင်းနည်းတွေကကောင်းတယ်။အခုချိန်ထိကတော့အေကဒီအချောင်းရာတွေပေါ်မှာသူတို့တုံ့ပြန်တဲ့အရာတွေကတော်တော်လေးကို ဆက်နေလဲကြရတယ်။ဒါပြီးတော့သူတို့ပေးကြတဲ့ message တွေလည်းလူလူကြတဲ့ကိုထိထိရောက်ဝင်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်။ဒါကျွန်တော်တို့ခေါင်းဆောင်တွေခေါင်းဆောင်တွေတတိထားရမယ်အကြောင်းအရာတွေလို့ကျွန်တော်တို့ပြောရမယ်ပေါ့နော်။အဲ့တော့ဘာပြောဘူဇုတ်ထွန်းမြတ်နိုင် interview တွေပြန်ပြီးတော့နားထောင်ကြည့်ပါအခုကနှစ်ပိုင်းရှိပြီနောက်တစ်ပိုင်းထပ်လွှင့်ဖို့ရှိတယ်။တနည်းကနေလာမသိထပ်လွှင့်ပါဘောနော်။အဲကြောင့်လည်းတိကျတော့ကျွန်တော်ကတော့နားထောင်ပြတယ်ကျွန်တော်ဒီလို interview တွေအရင်စိတ်ဝင်စားတယ်။ဘာလို့လဲဆိုတော့ အာခေါင်းဆောင်နေတဲ့ပြောကျင်တဲ့အစကားတွေသူတို့ရဲ့ဥစ္စာတွေဟိုမှာအေရခေါင်းဆောင်နေဆိုတောင်းတန်ရောလူမှုကွန်ရက်တွေမှာဘာမှတက်ပြီးတော့တိတ်ရေးလိရေးထားမရှိဘူးပေါ့နော်အဲ့တော့ဟိုရေးနေတဲ့သူတွေကိုလည်းဟိုဖြစ်တာဟိုမှာဗိုလ်ချုပ်တာဖုံးကျော်တို့ဗိုလ်ချုပ်ခွမ်းမော်တို့သူတို့ပေးကျင်တဲ့ message တွေလည်းဟိုဖြစ်တယ်လူလူနဲ့ထိတွေ့မှုရှိတယ်ဗိုလ်ချုပ်ခွမ်းမော်ဆိုတာမီဒီယာတွေနဲ့မှာထိတွေ့မှုအများကြီးရှိတယ်မီဒီယာအောက်မှာကွန်မန့်ပဲဒါလူလူနဲ့ထိတွေ့နေတာပဲဟိုဗိုလ်ချုပ်ထွန်းမဲ့တစ်ခါတစ်ခါထွက်လာပြီဆိုရင် तू ပြောတဲ့စကားတွေကတကယ်ထိရောက်တယ် तू ပြောတဲ့လုပ်ရက်တွေ တကယ်ထိရောက်တယ်အဒါရီကိုကျွန်တော်တို့ကြည်ရအောင်အဲ့တော့ကျွန်တော်တို့ဒီအခုအာပေါ့နော်ဒီဘက်တော်လန်ရေးမှာလည်း NUG နဲ့တကွာတချို့တော့ဟိုကျွန်တော်တို့ခေါင်းဆောင်တွေပေါ့နော်အစကားဆိုတာလည်းပြောတိုင်းလည်းမကောင်းဘူးပြောတဲ့အချိန်မှာလည်းလူလူကိုထိထိရောက်နေအယူရှင်းဆုံးဥစ္စာပြီးရမယ်။နောက်ထိရောက်တော့ခေါင်းဆောင်မှုထိရောက်တော့အလုပ်တွေကိုလည်းကျွန်တော်တို့လှုပ်ဖို့လုပ်ရဲဆိုတော့တဖြည်းဖြည်းဟိုဟာပေါ့နော်ပုံပြီးတော့ပုံပေါ်လာတယ်ပေါ့နော်။အဲ့တော့ရခိုင်တော်လန်ရေးဘာကြောင့်ကျွန်တော်တို့စနစ်ကြရလဲ။စစ်တပ်က အခုဒီဟိုဟာတင်းထားတဲ့အဖွဲ့အစည်းတွေဂျားထဲမှာဟိုနည်းမြေပြန်ပြန်ပေးရသလိုအေးတစ်ဖွဲ့ပဲရှိတယ်။ဂျန်တဲ့ဖွဲ့တွေကနည်းမြေတွေကပြန်ပြန်ပေးနေရတယ်ဗောနော်။ အဲ KI ဆိုလဲသူကသူအကုန်လုံးဟိုဟာအများကြီးမဟုတ်ဘယ်နဲ့နည်းနည်းလေးတွေစခန်းလေးတွေပြန်ပေးရတော့ဗျာဒါ A ကလုံးဝမပေးရအောင်သူရဲ့စစ်အင်အား A ရဲ့စစ်အင်အားအရန်လဲထိရောက်တယ်ဘလို့ပြောသူစစ်ကစားနိုင်တဲ့အချိန်ဟိုဟာအချိန်နေလဲရှိတယ်ပြစ်အားလဲကောင်းတယ်အခုဆိုလဲသူတို့ကြောက်ဖြူကိုဆက်သိမ်းဖို့လုပ်နေကြရှိတယ်ဒါကြောက်ဖြူတို့စစ်တွေတို့ဟိုဟာပြီးသွားပြီဆိုသူတို့ရဲ့ target တွေကပို့ပြီးတော့မိုက်ဟိုဟာမိုက်သွားပြီပေါ့နော်အဲ့တော့ဘာပြောကြောက်ဖြူတို့စစ်တွေတို့ တော့ကြံနေသေးတာတွေတော့ရှိတယ်။အဲ့ဒါတွေကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်။ဘာပြောဘိုးချုပ်ဆွေမက်နိုင်ဒီအင်တာဗျူးကကျွန်တော်တို့ပြည်သူတွေတော်တော်လေးနားထောင်တဲ့အင်တာဗျူးအာနားနားထောင်ပါလို့ပဲကျွန်တော်ကတော့တိုက်တွန်းခြင်းတယ်ပေါ့နော်။ဒါကတော့ဘိုးချုပ်ဆွေမက်နိုင်ရဲ့အင်တာဗျူးနဲ့ပတ်သက်ပြီးတော့အာဒါကျွန်တော်မြင်တဲ့အပိုင်းလေးတွေကိုအာကျွန်တော်ပြောသွားတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့အာပေါ့နော်နောက်ထပ်ဥစ္စာတွေကိုလည်းကျွန်တော်တို့တွားကြည့်အောင်ကျွန်တော်ဒီနေ့တော့အာတတ်နိုင်သမျှပေါ့နော်ဟိုကျွန်တော်ဗီဒီယိုကို အာနားထောင်ကောင်းအောင်အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်ပြောပါမယ်အဲ့တော့နောက်ထပ်တစ်ခုကိုကျွန်တော်တို့တွားကြည့်အောင်နောက်ထပ်တစ်ခုကဘာလဲဆိုတော့မင်းရောင်လိုင်းပေါ့နော်မင်းရောင်လိုင်းကဒါရုရှားကိုတွားတယ်အခုရုရှားမှာအနုမြူဖိုရန်ဆိုပြီးတော့အဲသူတို့တွားတက်နေတယ်ပေါ့နော်အဲ့တော့ဒါဘာလဲဆိုတော့မင်းရောင်လိုင်းဒီမှာဘာဘာပြောလဲဆိုတော့ ဟိုနော်ဘာပြောလဲဆိုတော့ရုရှားအကူအညီကြောင်းနဲ့မြန်မာနျူကလ িয়ার နဲ့ပဲတိတိတတ်တာတိုးတက်လာတယ်ဆိုပြီးတော့ဒီစစ်ကောင်းဆောင်ကမရောက်လာရနေပြီးတော့ပြောတယ်ဗောနော်အဲ့တော့ဒီဒါကဒီအခုသူရောက်နေတဲ့ဒီ forum မှာသူပြောတဲ့ဥစ္စာကိုဖြစ်ပါတယ်အဲ့တော့နိုင်ငံအတွင်းမှာသူကဒီကောင်လေးကျွန်တော်အမြဲတမ်းလည်းပြောတယ်ဒီကောင်လေးဆက်အနာရှင်တွေကနျူကလ িয়ার အရန်အိမ်မက်တယ်ဘာလို့ဆိုတော့နျူကလ িয়ার ဆိုတာကပွင့်လင်းပြောမယ်ဆိုရင်သူတို့အတွက်အကောင်းဆုံးအသုံးချလို့ရတဲ့လက်နက်ကောင်တစ်ခုပဲ ဒါကပြည်တွင်းမှာမှလည်းသူတို့ရဲ့ဟိုဘောနော်သူတို့ရဲ့အာဏာကိုဆက်လက်တည်မြဲဖို့အတွက်ဒီနျူကလ িয়ার ကတော်တော်လေးကိုအရေးပါတယ်။နောက်ပြီးတော့ကမ္ဘာနိုင်ငံရေးမှာလည်းနျူကလ িয়ার ပိုင်သွားပြီဆိုရင်သူတို့အနေနဲ့ဘောနော်ဥမာ ဟိုဘလောက်ပဲပိတ်ဆို့မှုတွေပါတယ်ပဲဘလောက်များများဒါပေမဲ့အဲသူတို့အတွက်ဟိုတန်းတစ်ခုရောက်သွားတယ်လို့သူတို့တွေးရတယ်လို့ထင်တယ်အာနာရှင်တွေရပါဘောနော်ဘာလို့လဲသူတို့အာနာကိုလည်းအကြာကြီးလက်ရှိခိုင်ဆွဲဝါလို့ရတဲ့အခြေအနေလို့ကျွန်တော်တို့ပြောရမှာပေါ့နော်အဲ့တော့ဒီသူတို့ကတော့ဒီ2022ခုနှစ်ကြာမှာတိတိကျကျတာတိုးတက်လာတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့သူတို့ကဒီမြန်မာမြန်မာမှာနျူကလ ియర్ စွမ်းအင်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းမှတ်တိုင်၃ခုအဆင့်၃ခုလို့ ਨੇ ပေါ့နော်အာဒီ အကပုံစံအနေနဲ့သူတို့တွားနေရလို့ပြောတယ်ဒါရန်ကုန်မှာဆိုလဲ2023တော့ဒီ2023 February ကနျူကလ িয়ার နီးပညာသတင်းအချက်လက်စင်တာဖွင့်တယ်ပြီးတော့အငယ်တန်းနျူကလ িয়ার စက်ရုံတိဆောက်ရေးဆိုပြီးတော့ရုရှားရဲ့အဲရုရှားနဲ့ပူးပေါင်းဆောင်ရွက်နေတာရှိတယ်။နျူကလ িয়ার မှာကူညီနေတဲ့ရုရှားကိုလည်းဆက်လက်အကူအညီခဲ့၊ကူညီဖို့ပြောတယ်ဆိုပြီးတော့လည်းသတင်းတွေမှာတွေ့ရတယ်ပေါ့နော်။ဒါပေမဲ့ဒီနေ့သူကြကြအထူးကြတော့မဟုတ်ဒီကောင်အက်သွားတဲ့အဥ္စာလုံနေကြပါ။အမှရှိတဲ့ရုရှားမှာကမြန်မာနိုင်ငံက ဒီစစ်တပ်ထဲကပြင်ထားတော်သင်းနေအများဆုံးသွားတဲ့နိုင်ငံတစ်ခုလို့အဲကျွန်တော်တို့ပြောရမယ်။ဒီမှာအဲသူကအကသွားသွားနေတယ်ဒီကောင်နေစစ်ခွေးဘူတွေပေါ့နော်စစ်ခွေးဘူတွေနဲ့တွေ့တယ်တွေ့ပြီးတော့ဒီနျူကလ িয়ার နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘာတွေကိုဒီကောင်တော်တော်လေးကိုပြောခဲ့တာ ਈ လေတွေ့ရတယ်။တခြားကဏ္ဍတွေ AI နေဉာဏ်ဓာတ် AI နေဒါတွေနဲ့လည်းပေါ့နော်တခြားကဏ္ဍတွေမှာအသုံးချဖို့လူစွမ်းအရင်းမြစ်တွေလိုနေတယ်ဆိုပြီးတော့ပြောခဲ့တာ ਈ လေရှိတယ်ပေါ့နော်။တကယ်တမ်းကျတော့ဟိုသူတို့ရဲ့အိမ်မက်ကနျူကလ িয়ার အိမ်မက်အိမ်မက်အိမ်မက်သူတို့ရဲ့အိမ်မက်အိမ်မက်ဒါကသူတို့ရဲ့အိမ်မက်ပဲဆက်ရလာချင်းဆက်ဆက်ကဒါကတန်းရွှေရာနေစခဲ့တယ်လို့တော့ကျွန်တော်ပြောရမှာပေါ့နော်ဒါနေဝင်းတို့ဘာလို့ကလဲလှုပ်ချင်ကြိုင်နေတယ်လို့တော့ရှိမှာပဲဒါပေမဲ့တိုင်းပြည်ရဲ့အခြေအနေနဲ့မဖြစ်နိုင်တာပါညာပဲရှိဟဲ့အခုလည်းမင်းအောင်လိုင်းတို့ကသူတို့ကအိမ်မက်ကတော့မှတ်တယ်အဲ့တော့နျူကလ িয়ার ကတကယ်တမ်းထုတ်လုပ်နိုင်ပြီဆိုရင်တိုင်းပြည်ပေါ်ဘလောက်ထိကြိုက်လဲမထိကြိုက်လဲဆိုတာတဲ့ဥပမာလင်းလင်းပြောရရင်ကျွန်တော်ကနျူကလ িয়ার လက်နက်တွေကမ္ဘာမှာနိုင်ငံတွေအများကြီးပိုင်လာရင်မကောင်းလို့ကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့ မတင်တော်သူတွေလက်ထဲကိုရောက်သွားပြီဆိုရင် လူသားတွေရဲ့အကျိုးစီးပွားတွေလူသားတွေအထိခိုက်နေတာမှာဘာညာမတွေးဘဲနဲ့သူတို့သူတို့စိတ်တိုင်း စိတ်ပိုင်းဖြတ်မှုတွေနဲ့အာပြစ်ပြစ်လိုက်ခတ်လိုက်မယ်ဆိုရင်အများကြီးပဲထိခိုက်နေနိုင်ဖြစ်တယ်။ကမ္ဘာမှာနျူကလ িয়ার စစ်ပွဲတွေအများကြီးဖြစ်သွားနိုင်တယ်။အဲ့တော့အဲ့လိုဖြစ်သွားပြီဆိုရင်နျူကလ িয়ার ကြောင့်တည်ဆုံးမဲ့လူတွေရလေအများကြီး။အဲ့တော့အာနာရှင်တွေကပွင့်လင်းပြောရရင်သူတို့အာနာတီမြဲရဲ့အတွက်လူက1ဘီလီယံပဲတည်တည်1မီလီယံပဲတည်တည်ခြိုက်သလောက်တည်သူတို့သူတို့ကအဲ့ဥစားတွေတိတ်ယူဆိုင်နေတဲ့ကောင်တွေမဟုတ်ဘူး။ဒါကြောင့်မလို့အာနာရှင်တွေလက်ထဲကိုနျူကလ িয়ার ကမရောက်တာကအကောင်းဆုံးလို့တော့ကျွန်တော်ကတော့မြင်နေပါတော့။အဲ့တော့ဘာပြောအခုမရောက်လိုက်သေးဘူး။ ရုရှားကိုဘာကြောင့်နက်နက်တက်သွားလဲဆိုတော့ဒီနျူကလ িয়ার အိမ်မက်ကိုသူအကောင့်ထဲပေါ်ခြင်းလို့အကောင့်ထဲပေါ်ခြင်းနဲ့ဒီဥစ္စာကသူတို့ပိုင်ဆိုင်မယ်ဆိုရင်သူတို့အာဏာရှင်တို့အကောင့်ဆုံးသောကမ္ဘာနိုင်ငံကြီးမှာရောမြန်မာနိုင်ငံကြီးမှာအကောင့်ဆုံးသောဒေတာတွင်းမှာရောအကောင့်ဆုံးအတုံးချနိုင်မဲ့အဲကျွန်တော်တို့လက်နက်တစ်ခုဖြစ်ဒီကောင်တွေအလိုရှိနေတယ်ဆိုတော့ကျွန်တော်ဒါလေးကိုတော့ပြောချင်ပါတယ်ဗောနော်အဲ့တော့ဒီမှာတော့တိတဲ့အတိုင်းပဲဟိုဗောနော်ဟိုအခု ဘာဘာဟိုဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီမှာအဲအခုအမေရိကန်ကနေပြီးတော့အာတတင်းတပုတ်တက်လာတယ်အဲ့ဒါဘာလဲဆိုတော့ဒီလိုဒီကောင်အနုမြူဖိုရန်သွားပြီးတော့ရောက်နေတဲ့အဲရောက်နေတဲ့အချိန်မှာပဲအမေရိကန်ဘန်နာရေးဝန်ကြီးဌာနကနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကနေပြီးတော့မြန်မာနိုင်ငံသား၃ဦးပါဝင်လူပုဂ္ဂိုလ်၄ဦးနဲ့ဟိုပေါ့နော်ဒီကုမ္ပဏီတစ်ခုလို့ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်အဲ့တော့သူတို့ကဘာကြောင့် ဒီဥစ္စာကိုတန်ခတ်ပိတ်ဆို့အရေးကြီးရလဲလို့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့အမှဒီလူတွေကမြောက်ကိုရီးယားစီကနေပြီးတော့လက်နက်တွေဟိုပေါ့နော်ဟိုဒီဝယ်ထားဝယ်နေတယ်ဆိုပြီးတော့ဒါကျွန်တော်တို့တင်းင်းတွေထွက်လာတာရှိပါတယ်အဲ့တော့ အထက်မှာမှာကျွန်တော်တို့ဘာတွေပါလဲဆိုတော့မြောက်ကိုရီးယားအစိုးရရဲ့အစုလိုက်ပြုံလိုက်ဖြည့်ဆည်းနိုင်တဲ့လက်နက်တွေကျွန်တော်တို့ WMD နဲ့ပဲ့ထိန်ထုံးကြီးအစီအစဉ်တွေအတွက်ပေါ့နော်တရားမဝင်ဝင်ငွေရှာဖွေမှာပါဝင်နေတယ်ဆိုပြီးတော့အမေရိကန်ဗန်ဒါရေးဝန်ကြီးဌာနကတော့ထုတ်ပြန်ချက်ထဲမှာရေးထားတာရှိတယ်။အဲတော့လူပုတ်ကိုအနေနဲ့ဆိုတော့ Royal Shun Lab Company ရဲ့ CEO တင်မျိုးအောင် ဟုတ်ပြီဒါရိုက်တာအောင်ကူကူဝင်နေကြော်သူမျိုးမြင့်တို့အေးအေးခံရတာဖြစ်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်နောက်ပြီးတော့အမေရိကန်ကဒန်ဆိတ်ဒန်ခတ်ပိတ်ဆိုရေးယူတဲ့အစင်းမှာမြန်မာနိုင်ငံသားတွေအပြင်သူတို့နဲ့တွဲပက်လုပ်ကြတယ်ကိုရီးယားတပ်ထုတွင်ဖွံ့ဖြိုးရေးတိုးတက်ရေးကုန်သွယ်မှု Corporation KOMID ရဲ့နော်ပေကျင်းမျိုးကဒုတိယကိုယ်စားလှယ်ကင်ယုံချူလဲပါတယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုတော့မင်းရောက်လိုင်းကအာ မရောက်လိုက်လက်ထက်မှာမြောက်ကိုရီးယားနဲ့ဆက်ဆံရေးကပြန်ပြီးတော့ဖွင့်လှစ်လာတယ်။ဒါတန်းရွှေလက်ထက်တုန်းကတော့တူရရွှေမန်းတို့ဘာလို့ဒီမြောက်ကိုရီးယားထိသွားတာတွေလဲကျွန်တော်တို့တွေ့ရမယ်။ဒါပြောရမယ်ဆိုမြောက်ကိုရီးယားကကျွန်တော်နိုင်ငံမှာကောင်းတဲ့နိုင်ငံလားဆိုတော့မကောင်းဘူး။ဘာလို့လဲဆိုတော့တောင်ကိုရီးယားမှာအဲတောင်ကိုရီးယားတမနာဘောနော်ဒီကျွန်တော်တို့ မြန်မာနိုင်ငံကိုရောက်တဲ့အချိန်မှာအာဇာနည်ဘုံမှာဘုံခွဲတိုက်ခိုက်တဲ့အတွက်ကမ္ဘာနိုင်ငံကြီးမှာတော်တော်လေးကိုအဆက်ရရဖြစ်ရကိုအမြောက်ကိုရီးယားလှုပ်ခဲ့တာအဲ့တော့အဲ့လိုမျိုးလှုပ်ခဲ့တဲ့နိုင်ငံတစ်ခုဖြစ်တယ်အဲ့မှာတန်တမာရေးတွေဘာတွေဆက်သွဲအဆက်သွဲတွေဖြတ်တောက်ခဲ့တယ်ဗောနော်ဖြတ်တောက်ခဲ့တယ်ဒါပေမဲ့အဲ့လိုဖြတ်တောက်ခဲ့ပေမဲ့တန်းရွှေလိုလက်ထက်မှာနျူကလ ియర్ နဲ့ပတ်သက်တဲ့လက်နက်တွေတခြားဥစ္စာတွေလိုချင်တာဖြစ်တဲ့အတွက်ဒါတူရရွှေမန်းတို့ဘာတို့က သွားပြီးတော့မြောက်ကိုရီးယားနဲ့ဆက်ဆံရေးတွေကိုလျှို့ဝှက်လုပ်လာခဲ့တာဖြစ်တယ်။နောက်ပိုင်းမှာအဲဓာတ်ပုံတွေပါတွေကကျွန်တော်တို့ပေါက်လာလို့လူလူကြားထဲမှာတော်တော်ဟိုဟာဖြစ်တယ်။ဒါပြောရမယ်ဆိုမြန်မာနိုင်ငံရဲ့နျူကလ িয়ার နဲ့ပတ်သက်တဲ့စီမံချက်တွေအပြင်ကိုပေါက်ကြားလာတဲ့အတွက်ကမ္ဘာကနေပြီးတော့စောင့်ကြည့်သတိပေးလို့အဲအစီအစဉ်တွေကိုရန်နာလိုက်ရတာတွေလည်းကျွန်တော်တို့ရှိတယ်။ အဲ့တော့အခုချိန်မှာမေအောင်လိုင်လက်ထက်မှာတော့မြောက်ကိုရီးယားနဲ့ပတ်သက်ပြီးတော့စတန်ဒမန်ဆက်ဆံရေးကိုတော်တော်လေးပြန်ဖွင့်လာတာတွေ့ရတယ်။နောက်ဆုံးဒီတရုတ်ကိုသွားတဲ့အချိန်မှာမေအောင်လိုင်ကိုယ်တိုင်ကင်ဂျုံလန်ကင်ဂျုံဟန်နဲ့တွေ့နေရပျော်မြူးနေတဲ့ပုံစံမျိုးနဲ့တွေ့နေရပါတော့။ပြောရမယ်ဆိုရင်တော့ကင်ဂျုံပြောရမယ်ဆိုဂျပူကတော်တော်ပူတဲ့ကောင်တော့မြောက်ဟိုကကင်ဂျုံဟန်ထက်တော့ပူနေသေးတယ်ပေါ့နော်။စောက်ရက်ကတော်တော်ကိုပူတဲ့ကောင်ပေါ့နော်။အဲ့တော့ ဒီလိုအကြောင်းအရမြောက်ကိုရီးယားလိုနိုင်ငံမျိုးနဲ့ဆက်ဆံရေးတိစောက်တာကောင်းလားဆိုရင်တော့ကျွန်တော်တို့လူတွေအတွက်ကတော့မကြိုက်ဘူးဒါကမကောင်းဘူးအဲဒါမဲ့အာနာရှင်တွေအတွက်ကတော့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကသင်္သာသင်္သာကြီးကျွန်တော်အခုတောင်ကိုရီးယားမှာနေတာမြောက်ကိုရီးယားနိုင်ငံဘလောက်ထိအထီးကျန်ဆန်လဲဆိုတာကျွန်တော်တို့သိတယ် အာပြောမယ်တချို့တွေကပြောကြတယ်ဟာအခုနောက်ပိုင်း TikTok တို့ဘာတို့မှာမြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ blog တွေတချို့ဥစားတွေတက်လာတာကြီးကျွန်တော်တို့တွေ့ရင်တွေ့ရလိမ့်မယ်ဒါပေမဲ့အဲ့ဥစားတွေကအမှန်တကယ်မဟုတ်ပါဘူးတကယ်တမ်းကျတော့မြောက်ကိုရီးယားနိုင်ငံဟာတကယ်ကိုအထူးကျန်ဆန်တဲ့နိုင်ငံဖြစ်ပါတယ်ဒီကင်ဂျွန်ဝမ်တို့မျိုးသက်အဆက်ဆက်ဟာဘောနော်မြောက်ကိုရီးယားပြည်သူတွေရဲ့ဘောနော်ဟိုဘဝတွေကိုနင်းချေပြီးတော့သူတို့အာဏာတွေကိုတိဆောက်ထားတာဖြစ်ပါတယ်အဲ့လိုနိုင်ငံမျိုးနဲ့ဆက်ဆံကျင်တဲ့ဒီဂျပုလိုကောင်ကလည်းသူတို့မှာဘာရွယ်ချက်ရှိလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကို ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့လှုပ်လှုပ်ချင်နေတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့အာနာရှင်တွေရဲ့ဒလေးစရိုက်အတိုင်းပဲလို့ကျွန်တော်တို့ပြောရမယ်အာနာရှင်တွေရဲ့ဒလေးစရိုက်ဒလေးစရိုက်အတိုင်းပဲသူတို့သွားတယ်အာနာရှင်တွေနဲ့ဆက်ဆံတယ်နောက်ကြရင်ကမ္ဘာလူမျိုးစုတွေလူမျိုးလူသားမျိုးနွယ်တွေကိုဒုက္ခပေးတဲ့လက်နက်တွေကိုပိုင်ဆိုင်ကျင်တယ်အာနာတွေကိုလက်လက်ဝဲအာဟိုဟိုလာလက်ဝဲရေရှည်ကင်ဆွဲထိုင်နိုင်ရေးကသူတို့ရဲ့ရီမန်းချက်တွေဖြစ်တယ်အဲဒါကြောင့်မလို့ဒါတွေဟာကျွန်တော်တို့ အာကျွန်တော်တို့လို့ပေါ့နော်နိုင်ငံငယ်တွေအတွက်ကတော့ပုံဝင်လင်းပြောရမယ်ဆိုတော့အာနာရှင်ဆိုတာတကယ်ကိုပေါ့နော်အခုခေတ်ကြီးမှာမပေါ်ပေါက်တင်တော့တဲ့အကြောင်းအရာတွေဟိုဟာကိစ္စရက်တွေလို့ကျွန်တော်တို့ပြောရမယ်ဒါကြောင့်မလို့လေကျွန်တော်တို့အခုချိန်တော်လန်ရေးကိုဘာကြောင့်လုပ်နေရလဲအာနာရှင်နဲ့အာနာရှင်စနစ်အလာကတ်မှာဆက်လက်မထွန်းကမပြန့်ပွားရေးအတွက်ကျွန်တော်တို့ဝိုင်းလုပ်နေကြဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေ တခါကြရင်ဟိုကတော့ဒီကောင်လေးရဲ့တန်တမန်ဆက်ဆံရေးဒီကောင်လေးရဲ့လမ်းနေတဲ့ခြေလမ်းတွေကဘယ်ကိုသွားနေလဲဆိုတော့ကျွန်တော်တို့မြင်အောင်ကြည့်မယ်ဆိုရင်ဒီလိုအခြေအနေတွေကနေကျွန်တော်တို့ဘယ်လိုရုံးထွက်ရမလဲငါတို့ဘာကြောင့်တော်လှန်နေရလဲဆိုတဲ့အကြောင်းတရားတွေကပိုပိုပြီးတော့ပေါ်လာမှာဖြစ်တယ်ဒါကြောင့်မလို့တိချာအာယုံစိုက်ပြီးကြည့်ပါတိချာအာယုံစိုက်ပြီးလောက်ပါဒီတော်လှန်ရေးဟာကျွန်တော်တို့ မိမိတို့တွင်မဟုတ်အနာကအတွက်ပါပေါ့နော်မကောင်းမှုတဲ့အရာတွေကိုဖယ်ပြီးတော့ကောင်းမှုတဲ့အရာတွေကိုယူဆောင်လာဖို့အတွက်တိုက်နေရတဲ့တော်လည်ကြီးတစ်ခုဖြစ်ကြောင်းကိုပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တို့ကျွန်တော်မြင်စီစဉ်ကတော့လောက်နဲ့ပဲကျွန်တော်ရန်နာခြင်းပါတယ်တော်လည်ပြည်သူများအားလုံးစိတ်လက်ကြည်သာသာနဲ့ဒီနေ့တောင်ဖြတ်သန်းနိုင်ကြပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ကတည်းကအောင်ရတာလို့လက်ချင်းနဲ့မတွေ့ အားလုံးရဲ့မြေ